ကျွန်တော်ရဲ့ message များအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အထီးကီး၃လုံးနဲ့နောက်ထပ်အထီးကီး၄လုံးကိုကျွန်တော်ပြန်လည်းမျှဝေပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီရှောင်းရှောင်း၅တပင်ကနေ၉ရှောင်းနေတဲ့ပင်ကိုကျွန်တော်အတူတူလေ့လာကြအောင်ဒီ၅ခုဖြစ်ပါတယ်အဲ့ဒီ၅ထိတ်ကုန်မှုတည်ပြီးတော့ကျွန်တော်၅ကို၄နဲ့ပေါင်းပြရတာဖြစ်တဲ့အတွက်ကိုကိုကိုလည်း၄နဲ့ထပ်ပေါင်းတာဆိုရင်73 5 9 3မှာကနန်းပေါ့နော်အဲ့ဒီမှာနောက်ထပ်တစ်ပင်မှာဆိုရင်9ရှောင်းနေဖြစ်ပါတယ် ၅၉၃မာကနန်အထီကီ၃လုံးထဲက၉၆နှစ်ဆိုတဲ့အတွက်အဲ့ဒီမှာ၉ဒလုံးပေါ့နော်၉ထိပ်စီဖြစ်ပါတယ် sorry အနီအောင်လေးနဲ့ကျွန်တော်ဝိုင်းမှာဖြစ်ပါတယ်ဒီ၅၉၃ထဲက၉ဒလုံးပေါ့နော်၉ဒလုံး၉၆နှစ်ဖြစ်ပါတယ် okay ၉၆နှစ်၃ည၃ညဆိုတဲ့အတွက်အဲ့ဒီ၃ညကိုမူတည်ပြီးတော့၃ညကို၄ပေါင်းချင်း၄၄ကို၄ပေါင်းချင်း၃ည၄ရှစ်အထီကီမှာ၃၄၄ ၃ည၄၄ဆိုတဲ့အတွက်အဲဒီမှာတော့အပူအပီးဖြစ်ပါတယ်ပေါ့နော်။၃ညရဲ့၄ရဲ့၃ည၄၄အပီးဖြစ်ပါတယ်။โอเคနောက်ထပ်၃ည၄၄၃နှစ်ဆိုတဲ့အတွက်အဲဒီ၃ထိတ်ကိုမူတည်ပြီးတော့ပေါ့နော်။ကျွန်တော်၃ကို၄နဲ့ထပ်ပေါင်းပြရတာဖြစ်တဲ့အတွက်ခွန်ခွန်ကို၄၄နဲ့ပေါင်းတာ၁၁၃၇မာကနန်းပေါ့နော်။အဲဒီမှာတော့နိနိတိဆိုတဲ့အတွက်ကြောင့်မို့အဲဒီမှာတိတလုံးအပိတ်ဖြစ်ပါတယ်။တိအပိတ်နိနိတိ နိနိတိ38ဆိုတဲ့အတွက်အဲ့ဒီ3ကိုမူတည်ပြီးတော့3ခွန်တိအထီကီဖြစ်မယ်ပေါ့နော်3ခွန်တိအထီကီမှာဆိုရင်843ဖြစ်ပါတယ်843ဆိုတဲ့အတွက်3တိအပိဖြစ်ပါတယ်โอเค843 6တီပေါ့နော်အဲ့ဒီ6ကိုမူတည်ပြီးတော့ကျွန်တော်တို့6ကို၄နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ဒီ6ကို၄နဲ့ပေါင်းတော့ပေါင်းချင်း30၊၃ညကို၄ပေါင်းချင်း၄၊၆တုံညာ၄ကိမှာ ရှစ်လေးသုံးပြီးတော့ရှစ်လျှောက်သုံးဆိုတဲ့အထီးကြီး6သလုံးအလေဖြစ်ပါတယ်ဒီမှာ6အလေပေါ့နော်ရှစ်လျှောက်သုံးတပန်းရှစ်လျှောက်သုံးနှစ်တိဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီနှစ်ကိုကျွန်တော်တို့လေးနဲ့ထပ်ပေါင်းတာဆိုရင်6ပေါ့နော်6ကို4ပေါင်းခြင်းသက်စဲနှစ်လျှောက်သုံးညစုံကနန်းအထီးကြီးမှာနှစ်သုံးညကိုဆိုတဲ့အထီးကြီးနှစ်နဲ့သုံးညနဲ့ထိပ်စီးနေအလေထိန်ဖြစ်ပါတယ် โอเคကျွန်တော်နှစ်3ည9တည်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ9ထိတ်ကုန်မူတည်ပြီးတော့9ကို4ပေါင်းရှင်း9ကို4ပေါင်းဆက်3 9 9 3မာကနန်အထီးကြီးမှာခွန်ခွန်9ဆိုတဲ့အတွက်အထီးကြီး9တလုံးအပိတ်ဖြစ်တယ်ခင်ဗျာโอเคခွန်ခွန်9နှစ်3ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့အဲ့ဒီနှစ်ကုန်မူတည်ပြီးတော့ကျွန်တော်နှစ်ကို4နဲ့ပေါင်းပြရတာဆိုတဲ့အတွက်6 6ကို4ပေါင်း10နှစ်6တုံများအစုံကနန်အထီးကြီး3လုံးထဲက ခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့3ညအလေးအမိတ်ဖြစ်ပါတယ်။တပံတီခွန်3ည3ည5တီဆိုတဲ့အတွက်အဲ့ဒီ5ကိုမူတည်ပြီးတော့ဗောနော်5ကို4ပေါင်း9ကိုကို4ပေါင်း73 5 9 3ညကနန်းဖြစ်ပါတယ်။3ခွန်ခွန်ဖြစ်ပါလေခင်ဗျာဒါကြောင့်မို့အထီးကြီးအနေနဲ့3တလုံးထိပ်စီ3ခွန်ခွန်ဖြစ်ပါလေโอเคဒီ3ခွန်ခွန်တပင်ကနေနောက်ထပ်တပင်ပေါ့နော်9 3ညဆိုတဲ့အတွက်9 9 3ကြီးပဲထည့်ရမှာဖြစ်ပါလေ နောက်ထပ်တစ်ပြင်မှာရှေကိုလေးဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကအနေနဲ့ကိုးတလုံးအလေဖြစ်ပါတယ်။ Okay ရှေကိုလေးငါးလေးဆိုရတဲ့ဒီထိတ်စီငါးကိုမူတည်ပြီးတော့ငါးကိုသုံးကြီးပဲထပ်ပြီးရမှာဖြစ်တယ်ပေါ့နော်။နောက်ထပ်တစ်ပြင်မှာငါး၆၃၃ဆိုရတဲ့ငါးကိုသုံးထဲကငါးဒီထိတ်စီ၃ဒီအပိတ်ငါး၆၃ဖြစ်ပါတယ်။ဒီ3ကိုမူတည်ပြီးတော့ဗောနော3ကို4ပေါင်းရှင်းခွန်ခွန်ကို4ပေါင်းရှင်း7 3ခွန်တဲ့အထိကီမှာ6 8ခွန်ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကြောင့်မို့ဒီမှာတော့ခုနှစ်တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာ။ဒီ3ခုမူတည်ပြီးတော့ကျွန်တော်3ခွန်တဲ့ရမှာဖြစ်ပါတယ်ခင်ဗျာ။3ခွန်တဲ့မှာနှစ်နှစ်ခွန်ဖြစ်ပါတယ်။ဒါကြောင့်မို့အထိကီအနေနဲ့ခုနှစ်တလုံးအပိတ်ဖြစ်ပါတယ်။ဟုတ်ကဲ့ချင်းငါဆိုတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီချစ်ထိတ်စီကိုမူတည်ပြီးတော့ချစ်ကို၄ပေါင်း၁၂နှစ်ကို၄ပေါင်းချင်း၆ 6မှာ388ဖြစ်ပါတယ်။ရှင်းနဲ့အဲ့မှာရှင်းအပိတ်ပေါ့နော်အလေပိတ်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာ396ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ3မြောက်ကိုမူတည်ပြီးတော့3မြောက်ကို၄ပေါင်း၄၄ကို၄ပေါင်း6 3မြောက်၄ချင်မှာ339ဆွေအတွက်အထူးကိ3မြောက်လုံးဖြစ်ပါတယ်။ Okay 339ကို8ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီ8ကိုမူတည်ပြီးတော့ပေါ့နော်8ကို၄ပေါင်း၈၀နဲ့ နှစ်ကို၄ပေါင်းချင်း6 8 6ကီမှာ35နေဖြစ်ပါတယ်။အထီးကီအနေနဲ့နေ့တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာ။35နှစ်1 3ညဆိုတဲ့အတွက်ကြောင့်မို့ပေါ့နော်။ဒီနှစ်ကိုမူတည်ပြီးတော့ကျွန်တော်နှစ်ကို၄နဲ့ထပ်ပေါင်းတာဆိုရင်6 6ကို၄ပေါင်း30နေ့6 3ညကီ3လုံးထဲက39နှစ်ဆိုတဲ့အတွက်အထီးကီနေ့တလုံးအပိတ်ဖြစ်ပါတယ်။ ်12ချိန်မှာတော့3ခုနှစ်3ည6ဆိုတဲ့အတွက်ဒီ3ညကိုမူတည်ပြီးတော့ပေါ့နော်3ည6ကီရာမှာဖြစ်ပါတယ်။ Okay ဒါဒီကျွန်တော်တို့ဤအရာပေါ့နော်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်။ကျွန်တော်လေ့လာလို့ရအောင်ပေါ့နော်။ဒီ3ည6စုံကနန်း3လုံးစုပြီးဖြစ်ပါတယ်။ဒီ6ချောင်းနေရနေစားတယ်ပေါ့နော်ကိုကိုထိတ်စီ6ချောင်းနေ၃ရက်၄ရက်၃ရက်၄လေး၁၂၄၃၈၄၃ 6ရှစ်လျှောက်3ညရဲ့3ညရဲ့ည3ည9ဖြစ်ပါလေဒီ9ကိုတုံးတဲ့က9ပေါ့နော်ခွန်ခွန်9တုံညခွန်တုံညတုံည3 3ခွန်9ရှစ်ကိုလေး9ရဲ့3ရဲ့9လျှောက်3ပြီးရင်ဒီမှာ9တလုံး6ရှစ်ခွန်9တလုံးပဲညညခွန်8 3ရှစ်ရှစ်တုံည3တုံညကို9 3 9ည ပြီးရင်နေ့၃ခုနေပါတော့ဒီ၁၂ချိန်မှာတုံညာလေးရှိကီးဆိုပြီးຢာတာဖြစ်ပါတယ်ခင်ဗျာ Okay နောက်ထပ်ကျွန်တော်တို့အထီးကီးနှလုံးကိုအတူတူထပ်ပြီးလေ့လာကြအောင်ပါနော်ဒီ၆မှာတစ်ချိန်ဒီ၅မှာနှစ်ချိန်ကိုအပေါင်း၅နဲ့ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်အဲဆိုရင်၅နှစ်ချိန်ပေါင်း၁၀၆ရက်၅ရက်ပေါင်းရှင်း၁၁ရက်အတွက်ကျွန်တော်တစ်နှစ်အထီးကီးဖြစ်မယ်ပါနော်၅93ရက်တစ်နှစ်ရက်မှာအထီးကီးနှစ်တစ်လုံး96နှစ်ဖြစ်ပါတယ်ဒါကြောင့်မို့ အတွဲအနေနဲ့ဆိုရင်ကိုနေအတွဲကိုရှောင်းနေပေါ့နော် နောက်ထပ်ဒီကိုတစ်ချိန်ဒုံများနှစ်ချိန်အပေါင်း၅ဆိုတော့ကိုရဲ့၅ရဲ့ပေါင်း၈၄၄၅ကြီးရမှာဖြစ်ပါတယ်ဒုံညအလေးလေးဆိုတဲ့အတွက်အလေးတလုံးအလေးအပိတ်ဖြစ်ပါတယ်ဒီဒုံများကိုမူတည်ပြီးတော့ဒီ၃နှစ်ချိန်ပေါင်းမယ်၅နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်6 6နဲ့5ပေါင်း7ဆိုတဲ့အတွက်ကျွန်တော်တင်းနေအထီးကီမှာနှစ်နှစ်တည်းဖြစ်ပါတယ်ဒါကြောင့်မဒီမှာတော့ကီနှလုံး အပြီးဖြစ်ပါတယ်။ Okay နိနေတဲ့တပင်ကနေထပ်ပြီးလေ့လာကြအောင်တစ်ချိန်၊နှစ်ချိန်အပေါင်း၅ဖြစ်ပါတယ်။တရားနာမှာအပေါင်း၅ကျန်သေးတယ်ပါနော်။ဒါဆိုရင်၃နှစ်ချိန်ပေါင်း6ဖြစ်ပါတယ်6ကို9နဲ့ပေါင်း7တင်းနဲ့နှစ်ပေါင်း3ဆိုတဲ့အတွက်ကျွန်တော်3လေးအထိကြီးရမှာဖြစ်ပါတယ်3လေးအထိကြီးမှာ8လေး3ဆိုတဲ့အတွက်အထိကြီး3ကို4ကိုအလေးပေးဖြစ်ပါတယ် ရှင်းလေး3 6 3တွေအတွက်ဒီရှင်းထိတ်မှာတစ်ကြိမ်6မှာ2ကြိမ်အပေါင်း5ဖြစ်ပါတယ်။ဒါဆိုရင်6နဲ့ကြိမ်စနစ်ရှင်းနေပေါင်းရင်20 25 5 6ကြီးရမှာဖြစ်ပါတယ်။ရှင်း6 3ဆိုတဲ့အတွက်အထီးကြီး6လုံးအလေဖြစ်ပါတယ်ခင်ဗျာ။โอเคနောက်ထပ်ဒီချစ်တဲ့ချိန်နှစ်နှစ်ချိန်အပေါင်း5နှစ်နှစ်ချိန်၄ပေါ့နော်၄နဲ့၈ပေါင်းစနစ်နှစ်နဲ့၅ပေါင်း9 9ရှိကြီးရမှာဖြစ်ပါတယ် နှစ်တုံညာကိုဆိုရတဲ့အဲ့ဒီမှာတော့တပင်းပြက်သွားတာဖြစ်ပါလေနှစ်တုံညာကိုကနေထပ်ပြီးလေးလာကြည့်အောင်ဒီမှာတစ်ချိန်နှစ်ချိန်အပေါင်းကငါးနှစ်ချိန်ပေါင်း30ငါးရဲ့နှစ်ရဲ့ပေါင်းခွန်ဆိုရတဲ့ခွန်ရှိအထီးကြီးမှာခွန်ခွန်ကိုပေါ့နော်ဒါကြောင့်မို့ခုနှစ်တလုံးအထိတ်စီနဲ့အလေဖြစ်ပါလေခွန်ခွန်ကိုနှစ်တုံးဆိုရတဲ့ခွန်ထိတ်မှာတစ်ချိန်နှစ်မှာနှစ်ချိန်အပေါင်းကဖြစ်ပါလေလေး ၄ပေါင်ကို၉နဲ့ခွန်ပေါင်းရှင်း၆ပြားမှာဖြစ်ပါတယ်၆ခွန်အထီးကီးမှာခွန်၃များ၃များဆိုတဲ့အတွက်အထီးကီးခုနှစ်တလုံးထိပ်စီမှာဖြစ်ပါတယ်ခင်ဗျာဒီခုနှစ်မှာတစ်ကြိမ်၅မှာ၂ကြိမ်အပေါင်း၅၅နှစ်ကြိမ်ပေါင်း၁၀ခွန်ရ၅ရပေါင်း၁၀ဆိုတဲ့အတွက်အနည်း၃ပြားရမှာဖြစ်ပါတယ်သုံးခွန်ခွန်ဆိုတဲ့အတွက်အထီးကီးသုံးတလုံးထိပ်စီဖြစ်ပါတယ်ဗောနော်တပန်းဒီသုံးကိုမူတည်ပြီးတော့သုံးထိပ်မှာတစ်ချိန်၅မှာနှစ်ချိန်အပေါင်း 9နာချိန်တက်စေ93ပေါင်8ဆိုတဲ့အတွက်89ကီရာမှာဖြစ်ပါတယ်89လေးဆိုတဲ့အတွက်အချိန်ကီ89ကို ကျွန်တော်ထိတ်စီနေအလဲနေရာမှာဖြစ်ပါတယ်ဗောနော8မှာ2ချိန်9မှာ2ချိန်အပေါင်းက9နာချိန်တက်စေ8နဲ့9ပေါင်း73ဆိုတဲ့အတွက်3လေးအထိကီရာမှာဖြစ်ပါတယ်963ဆိုတဲ့အတွက်အထိကီ3လေးထက်က3ဇလုံးအပိတ်963နောက်ထပ်ဒီ9မှာ2ချိန်3မှာ2ချိန်အပေါင်းကဖြစ်ပါတယ် ငါးငါးပေါင်း30တုံးနှစ်ကြိမ်ပေါင်းရှင်း6ဆွေအတွက်6ခွန်ကီရမှာဖြစ်ပါတယ်။6ရှိခွန်ဆွေအတွက်6ကထိတ်9ကအပိတ်6ရှိခွန်ဖြစ်ပါတယ်။ဒီ6ထိတ်မှာတစ်ကြိမ်ဖြစ်မယ်ပေါ့နော်3ထိတ်မှာနှစ်ကြိမ်အပေါင်း5ဖြစ်ပါတယ်။သုံးနှစ်ကြိမ်ပေါင်း6 6နှစ်ကြိမ်ပေါင်း7နှစ်နဲ့9ပေါင်းရှင်ခွန်ခွန်ရှိကီမှာနှစ်နှစ်ခွန်ဆွေအတွက်အထီးကီခွန်နှစ်တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာ။ နေ့မှာတစ်ကြိမ်ငါချစ်မှာနှစ်ကြိမ်အပေါင်းငါဆိုတော့ရှင်းနှစ်ကြိမ်နေ့နဲ့ရှင်းပေါင်း10ရှင်းနဲ့9ပေါင်း73ဆိုတဲ့အတွက်3 4ကီမှာ383ဒီထိပ်စီဖြစ်ပါတယ်ဒီ3ထိပ်မှာတစ်ကြိမ်တုံညမှာနှစ်ကြိမ်ကိုအပေါင်းငါနဲ့ထပ်ပေါင်းပြရတာဖြစ်တဲ့အတွက်3နဲ့9ပေါင်းရှင်းရှင်း6 9ကီမှာ3တုံညကို9အပိတ်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာတော့ရှစ်တလုံးပုံတူတယ်ဆိုပေမဲ့တုံညကိုအတွက်3တုံညကိုဖြစ်တယ်ပေါ့နော် နောက်ထပ်တစ်ပင်မှာ၈နှစ်ချိန်၁၆ငါးနဲ့ပေါင်းတာ၁၁တင်းနဲ့၃ပေါင်း၄လေးငါအထီကြီးမှာ၃ကို၃ငါနေဆွေအတွက်ငါအပိဖြစ်ပါတယ်အစိုးရငါအလေထိန်ပါနော်โอเคနောက်ထပ်ကျွန်တော်ဒီနှစ်နှစ်ချိန်ပေါင်း၄ရာမှာပေါ့နော်၄နဲ့ဒီ၅ပေါင်း၉၉နဲ့၃ပေါင်း၈၁ဆိုတဲ့အတွက်နှစ်၃ကိရာမှာဖြစ်ပါတယ်၃၉နှစ်ဆိုတဲ့အတွက်အဓိကနှစ်ကအပိ၃ကထိဆိုပြီးတော့၃၉နှစ်ဖြစ်ပါတယ်ပေါ့နော် ါဆိုရင်12ကြိမ်အတွက်ဒီနေ့အတိုင်းပဲဆိုရင်ဒီ3မှာ2ကြိမ်3မြောက်မှာ2ကြိမ်အပေါင်း9ဖြစ်ပါတယ်3နဲ့9ပေါင်း8800ရာဒီအတွက်89ဂီယာမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါနေ့အရာ89ဂီပေါ့နော်ဒီမှာဆိုရင်8တလုံးပုံတူတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရှစ်တလုံးပိန်ဒီလုံးပိန်အားနည်းထဲမှာလည်းပါနေတဲ့အတွက်တုံများကိုအတွဲလေးကိုအတွဲဖြစ်မယ်ပေါ့နော်အကယ်၍ရှစ်လုံးပိန်နဲ့ညလည်းရှားပေးသွားတတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော် အဲတုံများကိုတွဲလေးကိုတွဲတုံမဟုတ်ရှင်းလုံးပိုင်ဆိုပြီးဖြစ်ပါတယ်ဒါ၁၂ချိန်အတွက်ကျွန်တော်အသုံးလိုတဲ့မိတ်ဆွေတွေအတွက်ပြန်ပြီးတော့အများဝေပြင်ရှင်းတာဖြစ်ပါတယ်โอเคဒီနှစ်တုံများကိုဒီချိန်မှာတော့အထူးကြီးနှလုံးပြတ်တယ်ပေါ့နော်โอเคမိတ်ဆွေများအားလုံးပဲ၁၂ချိန်မှာကံကောင်းကြပါစေ